အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြိုသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုံမောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့ A switch တင်းတွေဒါကျွန်တော်တို့ပွဲကြူသုံးသက်ချက်လို့ကျွန်တော်တင်ဆက်ပေးချင်တာဖြစ်တယ်။အဲ Chelsea အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ A switch အသင်းကိုတော့ဒါသူတို့ရဲ့အိမ်ခွေးနဲ့ကျွန်တော်တို့ Chelsea အသင်းရဲ့ Stamford Bridge မှာရင်ဆိုင်ခဲ့တယ်။အဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့ A switch တောင်ကိုဒါကျွန်တော်တို့အဲတူတူဆိုရရတဲ့အကောင်းဆုံး comeback ဖို့အတွက်ကြိုးစားခဲ့မယ်။ comeback ကအလုံးမဖြစ်ခဲ့ဘူးပေါ့နော်။အဲ့ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ A switch တောင်ရဲ့ဒါကျွန်တော်တို့ဂိုဒမဖြစ်တဲ့ပါမာပဲသူလည်းဒါကျွန်တော် Jackson ပါမာလားမသိနော်။အဲ Jackson ပါမာနဲ့ဒီနေ့ပွဲစဉ်လက်ဆွမ်းပြမှုကြောင့်မို့ဒါကျွန်တော် Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်မှာတည်တမတ်နဲ့ဒါကျွန်တော်တို့ အဲကျင်းနေလိုက်ရတယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောမယ်လက်ရှိမှာဒီတပတ်မှာတော့ဒါအပေါ်ကဒါကျွန်တော်မှတ်မဲ့ရ Arsenal ဒါကျွန်တော်တို့လက်ရှိ Chelsea ဒါ City Northern Forest ဒီအုပ်စုတွေမှာမှတ်မဲ့ရလက်ရှိတည်တဲ့လောက်ကိုပြောရမယ်ဆိုရင်တော့ဒါ City အသင်းကလွင်ကျန်တဲ့လူတွေဘယ်သူမှအခွင့်ကောင်းမယူနိုင်ခဲ့တဲ့ရသက်တပတ်ပေါ့အဲ့တော့လက်ရှိမှာဒါ Newcastle United ပွဲစဉ်ကတော့မကန်သေးလို့ကျွန်တော်အနေနဲ့မသိရသေးအဲ့တော့ပြောချင်တာလက်ရှိမှာဒီနေ့ပွဲစဉ်မှာ Chelsea အသင်းအနေနဲ့နိုင်ပွဲသာရရှိခဲ့မယ်ဆိုရင်တော့ဒါ Northern Forest လို့အသင်းမျိုးနဲ့ Total အဖြစ်အမှတ် တမတ်ပဲกว่าမဲ့အနေထားတစ်ခုရောက်ရှိသွားနိုင်မဲ့အနေထားမှာဒါသူတို့အနေနဲ့မဖော်ဆောင်နိုင်ဘူးပေါ့အဲ့တော့ Chelsea သင်းပြိသက်တွေကအခုလက်ရှိမှာဒါကြီးကိုတော်တော်ကြီးကိုပောက်ကွဲနေခဲ့တယ်။ပြောချင်တာကလက်ရှိမှာ Chelsea ပြိသက်တွေနဲ့ဒါကျွန်တော် Legia Warsaw နဲ့ပွဲစဉ်မှာလူစင်းတွေကိုခြံခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာလူစင်းအပြည့်စုံတုံးလာခဲ့တယ်။ဒါပေမဲ့ဒီထက်ကဒါကျွန်တော်နီးပြအနေနဲ့ဒီထက်ပိုပြီးဘာမှမလုပ်ပြနိုင်ခဲ့ဘူးလားဆိုတဲ့မေးခွန်းတွေကိုဒါကျွန်တော်အများကြီးမေးခဲ့ရတယ်မှာပါတော့ ဒီနေ့ပုံစံမှာကျွန်တော်တို့တောင်မန်နီမှာဆိုလဲနော်နီမာဒူဝီကြီးတာကျွန်တော်တို့ပက်ဒရိုနဲ့တူတွေ့တယ်ကျွန်တော်တို့တုံဆုံတွဲကိုပြန်တွေ့လာခဲ့ရတယ်ဒါဒီနေ့ပုံစံမှာတိုက်နီကိုလက်ဂျက်ဆန်နဲ့တိုက်ဆင်မှုနေရာမှာပြန်တွေ့ခဲ့ရတယ်ဘောနော်အဲ့တော့ ကိုပါမားဒီနေ့ပုံမှာကျွန်တော်ဖန်တီးပေးမှုတစ်ခုမှလည်းအမြဲတမ်းပါဝင်ကိုပါမားကခုနကပြော GA မှာအမြဲတမ်းပါဝင်နေမဲ့ကစားသမားတစ်ယောက်ပဲအဲ့တော့ဒီနေ့ပုံမှာကျွန်တော်ရဲ့ personal favorite ကိုပြောပါဆိုရင်ဒါ Ipswich Town ရဲ့ဂိုးသမားပဲဒါတစ်ဖက်ရဲ့ Chelsea အသင်းရဲ့တဝုန်းတိုင်းတိုင်းလုံနေမှုကိုတော့ပိုပါမားနဲ့အကောင်းဆုံးလုပ်ပြခဲ့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာဂိုးပြီးတောင်ထင်ထားခဲ့တဲ့လုံကိုဒါကျွန်တော် Ipswich ရဲ့ဂိုးသမားဖြစ်တဲ့ပါမားကအကောင်းဆုံးသူ့အနေနဲ့လုပ်ပြခဲ့တဲ့နေရာမှာပါတယ်ပေးလိုက်ရတဲ့ဘေးကူတော်မှာဒါတွန်ဇန်ပြီးရတာကျွန်တော် OG ကြောင့်မလို့ပေးလိုက်ရတဲ့နေရာမှာရှိတယ်ပေါ့နော်အဲ့တော့ ပြောချင်တာဒီနေ့ပေါ်မှာကျွန်တော်ခုနပြောခဲ့လို့ပဲနီးပြအနေနဲ့ NC Soul ကိုယုံကြည်တယ်။ NC Soul တကယ်ကောင်းနေဆိုတော့တွေ့ရမှာတယ်မို့။ NC Soul ကကျွန်တော် အမှန်တကယ်မဆို brighter thing ကပြတို့တို့မှာလူကောင်းတွေအများကြီးရှိတယ်ဒါဘိုနွေတားလည်းရှိတယ်အခုလည်းရှိမှာ nc so ပေါ့နော်တခါကြရင်ဒီ brighter thing ရတာကျွန်တော်တို့အုပ်ကြီးတို့အုပ်စုကိုကျွန်တော်ဘာလို့နေကျွန်တော်နားမလဲဘုရားစုတကယ်နားမလဲဘာတွေလို့နေမှာကျွန်တော်တကယ်နားမလဲအဲ့တော့ nc so အနေနဲ့အခုလက်ရှိမှာဒါသေချာတကူကတကိုးသွင်းတကိုးဖန်ဒီဆိုတဲ့ပုံစံမျိုးကိုအလုပ်လုပ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါလက်ရှိမှာ brighter မှာငါထွက်နေတဲ့ကောင်တွေအကုန်လုံးစောက်ရဲမိုက်တယ်ဘိုနွေတားလည်းမိုက်တယ်ဒါလက်ရှိမှာ nc so လည်းမိုက်တယ်အဲ့တော့မဆိုးဘူးပေါ့နော်အဲ့တော့မမိုက်တာဆိုတဲ့လက်ရှိမှာတော့ကျွန်တော်တို့ whatsapp မသိမှာတိုက်စစ်မှုနေရာမှာရောက်နေတဲ့ event ာကူဇန်တယောက်ကလွှဲရင်ကျွန်တော်လူတွေအကုန်လုံးမိုက်တယ်လို့မြင်တယ်အဲ့တော့ဒီနေ့ပေါ်စမှာ Chelsea တင်းနဲ့ပထမပိုင်းမှာဒါကျွန်တော်တို့နှစ်ဂိုးသွင်းခံလိုက်ရတယ်အဲ့ကျမှဒါ Chelsea ပြည်သက်တင်းတော်တော်လေးကိုစိတ်ပြတ်သွားခဲ့တယ်မမဲ့ရ Chelsea တင်းရဲ့ပြည်သက်တချို့ဆိုတာကျွန်တော်ပထမပိုင်းပြီးစဉ်ကလေးကဒါကျွန်တော်ကွင်းလက်ကစတင်ပြီးထွက်ဖို့အတွက်လှုပ်သွားခဲ့ပြီးတော့ပြည်သက်တင်းနေနဲ့ပိုင်ရှင်တွေကိုအနေရတနေရကနေဆန္ဒပြခဲ့လို့ကြားတယ်အဲ့တော့ဒါကျွန်တော်တို့တချို့ပြိတ္တဆို Chelsea တင်းနဲ့နှစ်ဂိုးပြန်သွင်းလာတာတော့မှမတွေ့လိုက်ရတဲ့အနေအထားတစ်ခုကိုဒါကျွန်တော်တွားခဲ့နေတာမှရှိတယ်။ပြောချင်တာတကယ်တနာဖို့တော့ကောင်းတယ်ပေါ့နော်။အဲ့တော့ ချက်စီပိတ်တဲ့နေနဲ့လက်ရှိမှာနာကျွန်တော်တို့တို့အနေနဲ့ခါတိုင်းဆိုရင်ဒါချက်စီဆိုတဲ့အသင်ကအမြဲတမ်းလူတဲ့ကျွန်တော်တို့ပြောမယ်ဆိုဗျာဟိုဟုတ်တယ်ကျွန်တော်ဒါချက်စီပိတ်တဲ့တယောက်အနေနဲ့ကျွန်တော်ခန်းစားကြည့်အောင်ဘာဖြစ်လို့ချက်စီပိတ်တဲ့တွေတော့သူကဟာမင်းတို့ကောင်းနေကွာဒါခုနကချန်ပီယံလိဝင်ွင့်နေရမှာရောက်နေတာဘာလို့ဒေါ်လာထွက်နေတာလဲလက်ရှိမှာတော့ကျွန်တော်ဒါပုံမှန်လေ United ပြိတ်သက်တွေကိုဒါကျွန်တော်ပြောပြပြကျင်တာ United နဲ့ Chelsea တို့ရဲ့ပြိတ်သက်တွေအနေနဲ့ကျွန်တော်နားလေလို့ရတယ်။ဘာဖြစ်လို့ဒါလဲ United တို့ Chelsea တို့ပြိတ်သက်ဒါဟာသူတို့နေရာတွေမဟုတ်ဘူး။ Chelsea ပြိတ်သက်တွေအတွက်ဒါဟာသူတို့နေရာမဟုတ်ဘူး။ 1 2 4ညွှန်ရမှာ Chelsea ပြိတက်အလုပ်မဟုတ်ဘူးသိလားကျွန်တော်ပြောတာဘာလူတော်မြတ်ဒါကျွန်တော်ဒါအခုလက်ရှိ online မှာတွေ့တယ်အခုကဒါနောက်ပိုင်းကလေးတွေလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါကကဘာစစ်ဒါနောက်ပိုင်းနောက်ဆယ်ဒါ9နှစ်6နှစ်ကြားတယ်မှာဒါကတော့မှ Chelsea ကပူပူလောလော Champion League ရထားတဲ့အတင်းတင်းနော်ဒါကျွန်တော်မနေ့တနေ့မှရထားတဲ့အတင်းနဲ့ပါတယ်ပြီးရတယ်မှာဒါ City ပြီးရင်ဒါ City နောက်မှာဆိုရင်ဒါကျွန်တော်တို့ Champion League ရထားတဲ့အတင်းနဲ့တင်းပေါ့နော်ပြောချင်တာကဒါဒါကိုပြောချင်တာပြောချင်တာ Chelsea တင်းနဲ့ရောင်ရဲတွင်းနေတဲ့အတင်းတင်းမဟုတ်ဘူး အဲ့ကြောင့်မဟုတ်လက်ရှိမှာဒါခုနကပြောချန်ပီယံလိဝင်ဖို့တောင်မှမနေ့ကြိုးစားနေရတဲ့တင်းဆိုချက်ဆီနဲ့ဘာမှမဆိုင်ဘူးအခုလက်ရှိမှာကညူကာဆယ်ယူနိုက်တက်ကနိုင်ခဲ့မယ်ဆိုချက်ဆီတင်းနဲ့လက်ရှိမှာချန်ပီယံလိဝင်ဖို့ကနည်းနည်းလေးမင်းမိန်သွားမှာဖြစ်သွားတယ်အဲ့တစ်ဖက်ကမန်ချက်စတာစီးတီးကလက်ရှိမှာပွဲချောင်ကြီးရောက်ချောက်လာတော့မဲ့အချိန်မှာချက်ဆီတင်းနဲ့ဒါကြီးကိုဘယ်လိုလုပ်ရမလဲချက်ဆီတင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့နီးပြရတဲ့ခါကျရင်ကြောင်တယ်ဗျဘရန်ဖို့တို့ဘာလို့ပွဲစံမှာဆိုလဲလက်ရှိမှာဒါပရီးမီးယားလိဆိုနှစ်ပွဲစံဒါတည်ကြသွားခဲ့တာနှစ်ပွဲစံတည်ကြမှုမှာချက်ဆီတင်းနဲ့ဘယ်လောက်ထိနစ်နာလဲ နီးပြနေတာကောင်းတယ်အခုလက်ရှိမှာသာချက်စီတဲ့နဲ့လာမဲ့နွေရာဒီမှာယူရိုပါလိပဲဝင်ခဲ့မယ်ဆိုရင်ချက်စီတဲ့တော့ခုနကယူရိုပါလိလိုအနေအမျိုးကဒါကျွန်တော်ကဒါပေမဲ့ချက်စီကယူရိုပါလိနဲ့မမဲ့ရပါကျွန်တော်ပြောမှာကျွန်တော်ခင်ဗျာချက်စီယူရိုပါလိရအောင်တချို့ဆိုဒါယူရိုပါလိရအကြီးကြီးကျွန်တော်ခုနကအခုချိန်မှာကျွန်တော်အေးဆိုပဲစပါတဲ့တာယူရိုပါလိဟာခင်ဗျာခွင်ကိုခုနှစ်နိုင်ငံကြားရှစ်နိုင်ငံကျွန်တော်ဒါမျိုးလဲပြီးအောင်မခံပါချက်စီကျွန်တော်ယူရိုပါလိနှစ်ချိန်လောက်ပြီးရသွားတယ်ဘာတတ်တယ်မှမပြောဘူးဆိုယူရိုပါလိကိုတို့စတန်ဒတ်မဟုတ်ဘူးတိလာကျွန်တော်ပြောတာယူရိုပါလိကိုတို့စတန်ဒတ်မဟုတ်ဘူးဒါချက်စီအသင်းရဲ့ဒါ ပြယူတကူပေါ့နော်အဲ့ဒါကလက်ရှိအနေအထားတကူအဲ့တော့ပြောချင်တာကဒါကိုပြောချင်တာဟို Iswich Town ကိုတည်ရကြပဲခုလက်ရှိမှာတည်ရတမက်ရတော့ Chelsea စီးနေပြိတ်သက်တွေဘာလို့ပေါက်ကွင်းဒါဟုပေါက်ကွင်းနေတာ Chelsea ရဲ့အသင်းဆိုတာခုနပြောသလိုပဲ Top 4ဝင်တာကိုရောင်ရဲတင့်တယ်ပြီး Conference Leader ကိုယင်ခုန်နေတဲ့တဲ့မဟုတ်ဘူးအဲ့ဒါကြီးကိုခုနပြောလို့ပဲအာဦးအားလုံးနေဆိုတာ Chelsea ပြိတ္တာမဆစ်ဘူးလို့ကျွန်တော်နည်းနည်းမြင်မိရတယ်မပါအဲ့တော့ပြောချင်တာတစ်ဖက်က A switch down back ကိုကြည့်အောင် A switch down back ကဒီနေ့ပေါ်စံမှာဒါခုနပြောလို့ပဲသူတို့အတွက်ဒါကျွန်တော်တို့ အသက်ကိုဆွဲဆန့်ထားနိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်လားတန်းစင်းဖို့အတွက်ဒါကျွန်တော်တို့အသက်ကိုလက်စတစီနဲ့တူတူပဲလက်စတစီနဲ့မနေ့ကဒါကျွန်တော် Brighton နဲ့ပုံစံမှာတည်ရရလက်ကိုယူပြီးအသက်ကိုနည်းနည်းလေးဆွဲဆန့်ထားနိုင်ခဲ့တယ်ဒါဒီနေ့ပုံစံမှာ Ipswich Town နဲ့အသက်ကိုနည်းနည်းလေးဆွဲဆန့်ထားနိုင်ခဲ့တယ် Ipswich Town နဲ့ပြန်ကြည့်မယ်ဆိုလက်ရှိမှာ Chelsea ကိုသူတို့အနေနဲ့အင်ကွင်းနဲ့နိုင်နဲ့အဝေးကွင်းနဲ့တည်ရကြအောင်ဆောင်းနိုင်ခဲ့တယ်ဒါသူတို့တက်ကတကယ်ကိုကောင်းမွန်နေရလဲတန်းစင်းသွားခဲ့မယ်ဆိုတော့လက်ရှိမှာဒါသူတို့အနေနဲ့ဒါဟုတ်လားငါတို့က Chelsea အသင်းကိုဒါတော့နှစ်ကြော့လုံးမရှုံးခဲ့ဘူးဆိုတဲ့ရလက်တစ်ခုကိုဒါပုံစံမျိုးကိုသွားခဲ့ရတယ်မှာပါတယ် ဲ့တော့မိတို့ပင်စူစီကမူဒါကျွန်တော်ရဲ့ဘတ်စ်နဲ့အမြင်တူတူအမြင်ရပြောရမယ်ဆိုရင်တော့ Chelsea အသင်းနေဒီနေ့ပွဲစဉ်ကသူတို့တက်ကအထင်အဆုံးပွဲစဉ်ဒီနေ့ပွဲမှာနိုင်မယ်ဆိုအစ်စ်နှစ်နေအစ်စ်သုံးနေရကိုချင်းချောက်နိုင်မယ် Northern Force ကိုဖြုတ်ချဖို့လည်းချင်းမ Northern Force နဲ့လာမယ့်ပွဲမှာဒါပွဲချက်တစ်ခုကိုရင်ဆိုင်ရမယ် Spurs လိုအသင်းမျိုးနဲ့ Spurs ရဲ့အိမ်ကိုမှတော့ကဲမယ် Spurs ကဒါအသင်းကြီးတော့မဟုတ်တော့မယ်ဆောက်ပွားအသင်းဖြစ်သွားမယ်ဒါဘယ်လိုပြောခက်ခဲမယ်ဗျာဒါအဲ့တော့ chances တကူဒီနေ့ပွဲသမားဒါ ကဲပရဒါရလက်ပိုင်းရဒါခုနပေါ်သူပဲအမက်ကတမက်ပဲကွက်တဲ့အချိန်မှာခုနပေါ်ချက်ဥမာနောက်ဆုံးများ Northern Force စပါးနဲ့တည်ကြသွားတဲ့ထောင်ချက်စီကဒါခုနပေါ်ဒါမဲ့ပတ်မှာနိုင်သွားတဲ့ထားရမအဖြစ်ကြော်သွားမှာဗျာဒီလားအဲ့ဒါကလက်ရှိအသက်ပဲခမလုံးဝ100%အသက်ပဲအဲ့ဒါကိုတောင်မှချက်စီတင်းရဲ့လက်ရှိနီးပြကဒါကိုတောင်ဆိုတော့ခါရရင်ခုနပေါ်သူ့ရဲ့ priority သူတို့နားမလဲဘူးပြောချင်တယ်လက်ရှိချက်စီရဲ့နီးပြ Anzo Moresca ရဲ့ခေါင်းထဲမှာတော့အာသူတို့အနေနဲ့ဟိုအားလေးလိုဒီအားလေးလိုဟိုလိုလိုဒီလိုလိုသူအနေနဲ့တွေးနေပုံရတယ် ဒါပေမဲ့ဒါကိုပြိတ္တတွေကလုံးဝလက်မခံနိုင်ဘူးလက်ရှိမှာချက်စီအသင်းကရောင်ရဲတင်းတိမ်ပြီးဒီလိုမျိုးအင်းဒါ Iswich Town တကယ်တမိုက်ရလဲဖြစ်ပါတယ်ကွာဆိုရဲနားလည်ပြရမယ်တဲတဲမဟုတ်ဘူး Iswich Town ကျွပြောပြချင်တာရှင်းရှင်းလေးချက်စီလိုအသင်းမျိုးကအစစ်တစေအောက်ကအသင်းမဲ့တမျိုးအမြဲတမ်းဒါငင်းနိုင်လို့ဖြစ်ကိုနိုင်ဝင်နိုင်နေရမယ်အခုကခုနကပြောချက်စီအသင်းကဘယ်အသင်းနဲ့တွေ့ရင်ဘလို့ခုနကပြောကျွန်တော်ဒါမဲနိုင်ရသူမက်ဆီနေပြီးမဲနိုင်ရသူပဲ ဟိုကောင်းတဲ့မဲဖြစ်ရင်လည်းဖြစ်မယ်ဆိုးတဲ့မဲဖြစ်ရင်လည်းဖြစ်မယ်ဘာမဲဖြစ်ရင်ဖြစ်မယ်အဲ့တော့အဲ့ဒီပြဿနာကချက်စီးတင်းရဲ့လက်ရှိအခြေအနေကကျွန်တော်ရဲ့ပုံကိုရေးရမှာတော်တော်လေးဟိုဒါအခြေအနေဆိုးတယ်လို့မြင်တယ်အဲ့တော့ချက်စီးပြည်တဲ့ဒါလက်မခံကျွန်တော်တို့ဒါဘေးပြည်တဲ့ဒါကိုလက်မခံအဲ့တော့ဒါခုနကဒီနေ့ပေါ်သမားဒါလူစုံတခါလဲဆိုအာဒါဟိုလူမပေါ့ဒီအခုလက်ရှိဒီနေ့ပေါ်သမားလူစုံတက်ဆုံပါတာပဲလူစုံတက်ဆုံပါပြီလဲဒီပြဘာမှမလုပ်တော့ဒါခုနကဒါပြန်ညင်ဟာ4ဖာနာ ဖိုဖာနာအရင်နီးပြတော့ပါခဲ့တာမလို့လားတစ်ချိန်လုံးတစ်ချိန်တရာဒီမှာဒါကျွန်တော်တို့ဟိုပွဲ38ပွဲရှင်36ပွဲရှုပ်တိုးနေတဲ့ကစားသမားတယောက်အနေနဲ့ဟာဒီကစားမပါအဲ့လိုသွားပြောလို့မရဘူးဗျတကယ်ပြောတာသိလားအဲ့တော့ပြောချင်တာလက်ရှိမှာ Chelsea ပိုက်ရှင်နေနေနဲ့အသင်းကို blue approach လုပ်မလဲဆိုတော့သူတို့ကိုသူတို့နားလည်ဘူးလို့ကျွန်တော်မြင်နေတယ်ဒါပြင်ကျွန်တော် Chelsea နီးပြကလက်ရှိမှာ Chelsea အသင်းလိုမျိုးနီးအသင်းကိုဒါကျွန်တော်တို့နီးပြလုပ်ဖို့တော့ ready ဖြစ်နေတဲ့နီးပြတယောက်တော့ကျွန်တော်နေတယ်မမြင်ဘူး ခုနပြောသူပဲ maybe ပေါ့နော်ဒါစပါလို့အသင်းမျိုးဒါကျွန်တော် Brighton လို့အသင်းမျိုး Aston Villa လို့အသင်းမျိုးကိုဒါ Aston Villa လို့အသင်းမျိုးတော့မရပါဘူးအဲ့လို Brighton လို့အသင်းမျိုးဒါကျွန်တော်တို့ဘုံမောက်လို့အသင်းမျိုးကိုနီးပြမယ်ဆိုဖြစ်နေစပါလို့အသင်းမျိုးဆိုတော့လက်ခံလို့ရတယ်ဒါပေမဲ့ Chelsea လို့အသင်းမျိုးကို Enzo Moraes ကလက်ရှိမှာနီးပြလုပ်ဖို့ level တကူမှာရှိမနေသေးဘူးလို့တော့ကျွန်တော်အနေနဲ့ပုံကူရရကျွန်တော်တော့ personally မြင်မိတယ်ဒါတော့ပါပဲ ဲ့တော့ကျွန်တော်တို့ဒါကျွန်တော် Chelsea ပြည်သက်နေနဲ့ကျွန်တော်တို့ဒါမနိုင်ပါရင်ခံတယ်သဘောလုံးဝမကြောက်ဘူးဒါလုံးဝမဖြစ်တဲ့ရလက်တခုလို့ကျွန်တော်ရဲ့ပုံကူကြီးကမြင်နေပြီတဲ့ Chelsea ပြည်သက်နဲ့ကျွန်တော်နဲ့ဒါအမြင်တူမယ်လို့ကျွန်တော်နေနဲ့မြင်မိတယ်ဒါတော့ပါပဲအဲ့တော့ဟို personally ကကျွန်တော်ရဲ့တူတူမြင်ရပါဒီနေ့ပုံစံမှာ Chelsea အသင်းတော့ဘလို့မှကိုဒါ တတိယဓမ္မကအဓိပ္ပာယ်မရှိတဲ့ပွဲတွေပဲလို့ပြောရင်းနဲ့ပဲပြီးတော့အိမ်ငွေးမှာကိုစိုးသွားခဲ့အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ ਨੇ TV4U တို့မှာကျင်းလူဆောင်ပေါ့ကိုညီညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလေး Youth Sport Media 3 point ဆိုတော့ ਨੇ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ် အောက်ကကွန်မန့်နဲ့မှလည်း youth sport media 3.0 tv for you ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါကျွန်တော် youtube channel လေးကို like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ်များများလေး like clip ဖို့မမေ့ကြပါနဲ့များများ clip မှာအမြန်တမ်းဖြစ်ပါတယ်ကျွန်တော်တို့ဒါမနက်ပြန်ညမှာပဲတဲ့ဆို Newcastle United နဲ့ Manchester United ပွဲပြီးတင်ပေးပါတော့မယ်လောက်ပါပဲကျွန်တော်ကမြန်မာအောင်ဒေဖာပါ